ဘာစားလို့စားရမယ်မသိတော့တဲ့အချိန်တိုင်းကျွန်တော်လိုမျိုးငရုတ်သီးခေါက်ဆွဲကြော်လုပ်လိုက်ပါအရန်စားလို့ကောင်းပါတယ်ပြုတ်ထားတဲ့ခေါက်ဆွဲကိုဘဲငက်ပြာရဲ့အနောက်အနေငယ်ထဲစီကျက်တစုံကျွန်တော်လိုနေပေးလိုက်ပါ အရသာလည်းပူကောင်းစီလိမ့်မယ်စီပူရင်ဝတ်သား၅ရက်သားကိုထည့်ပါအထက်ကစီတွေကိုထွက်အောင်ကြော်ရင်ကျက်တုံမိတ်ကျင်းကျက်တုံဖြူထည့်ပါဘဲငက်ပြီတစုံအနီအောင်တန်းလာတဲ့အထိကြော်ပေးပါပြီးရင်တော့ငရုတ်သီးအနီးငရုတ်သီးအစိမ်းကိုဖြတ်ထည့်ပါအရာသာကိုစားကြတာမဟုတ်ရေနှဲငယ်ထဲပါပြီးတော့မိပြပြင်းနဲ့ကြော်ပြီးအိုးချလို့ရပါပြီ။ ီလိုလှုပ်တဲ့ငရုတ်သီးခေါက်ဆွဲကြောကဆက်မွေးပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်။ကြက်သားတုပ်လှုပ်စားကြည့်နော်အထူးသဖြင့်ဒီကြက်တုံမေးကြက်သားတုပ်ပေါ်လက်ဆက်ပြီးနူညံတဲ့ကလေးတွေရမ်းကြိုက်ကြတာ။ကြက်ပေါင်သုံးပေါင်ကိုရေးနဲ့အိုဘော်တင်မှာကျင်းကြက်တုံမေးထဲအဝါရောင်ကြာညိုပန်းအချို့ကိုအယောင်ထွက်အောင်ထည့်ပါမယ်။အဖုံဖုံပြီးမီးပြင်းနဲ့မိနစ်20ပြုတ်ပါ။ကြက်သွားရင်ဆဲထုတ်ခဲ့ပါရေထဲမှာ9မိနစ်စိမ်ပါပြီးတော့အပိုင်းလေးတွေဖြစ်အောင်လုပ်ပေးလိုက်ပါပကံနဲ့ကျင်းကြက်တုံဖြူကြက်တုံနီကြက်တုံမိတ်နှမ်းဖြူစီပူပူလေးလောင်းထည့်ပါ စာတကြားငံပြရေးစီမွေးအနေငယ်နှမ်းဆောင်အောင်နေပါပြီးတော့ကြသားပေါ်လောင်းလိုက်ပါလက်နဲ့နှမ်းဆောင်အောင်နေပြီးရင်တော့ဆဆာလို့ရပါပြီဒီလိုလုပ်တဲ့ကြသားတုပ်ကလက်ဆက်ပြီးနူညံပါတယ်လုတ်တက်ပြီဆိုရင်တော့မြ мян သိမ်းထားလိုက်တော့နော်အခုပြောပြမာတွေကတော့တကယ်လက်တွေးပွားမှာအသုံးဝင်တဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်။နံပါတ်၁ဘဲနိုတစ်ခွက်ကိုအခြားခွက်တစ်ခုထဲလောင်းထည့်တဲ့အခါခွက်နဲ့ရံတစ်ချောင်းစီချတာပါတယ်။ဒါကစိတ်ရှုပ်စရာပါပဲ။ဒါပေမဲ့ဇွန်တစ်ချောင်းကိုခွက်ပေါ်မှာတင်လိုက်ရင်လောင်းထည့်တဲ့အခါစီမချတော့ပါဘူး။ နမနေဇွန်တချောင်းကိုပလင်းထဲမှာပြောင်းပြန်ထည့်လိုက်ရင်ဘဲငက်ပြာကြီးဒါမှမဟုတ်ရှာလကာကြီးလောင်းတဲ့အခါလုံးဝဖိတ်မကြတော့ပါဘူး။ဒါကဖန်ခွက်တက်ပို့အသုံးဝင်ပါလေ။နမ3ဒစိကျိုးကိုဆွဲဖြတ်တဲ့အခါလက်ကိုထိခိုက်တတ်ပါလေ။ဒါပေမဲ့ကျိုးတချောင်းလုံးကိုဖြတ်သွားပြီးမြားကိုပြန်ပြောင်းထည့်လိုက်ရင်လွယ်လွယ်ကူကူဖြုတ်လို့ရပါပြီ။ဒါဆိုသွားနဲ့ကိုက်ဖြုတ်စရာတော့မလိုတော့ပါဘူး။နမ4စက်ပြာအောင်မှာအဖုံတစ်ခုတက်လိုက်ရင်ရေမဝင်တဲ့အပြင်လွယ်လွယ်ကူကူကင်သုံးလို့ရပါတယ်။စက်ပြာဘူးကိုတော့မလိုတော့ပါဘူး။နမ5ဒါကတော့တ िश ူလေးကိုမှန်မှန်ကန်ကန်အသုံးပြုနေပဲဖြစ်ပါတယ်။ တီရှူလေးကိုရှင်းနောက်နှခါဖိပြီးအတွင်းကဂျက်ထူလေးကိုဆွဲထုတ်လိုက်ရင်အသုံးပြုလို့ရပါတယ်။နံပါတ်6တီရှူတို့ကိုဖွင့်တဲ့အခါအထုပ်ဆုပ်ပြဲတာပါလေ။ဒါပေမဲ့လက်နဲ့ပုတ်လိုက်ရုံနဲ့လွယ်လွယ်ကူကူဖွင့်လို့ရပါတယ်။နံပါတ်9ရေဖိအားကိုအသုံးပြုပြီးလေလုံအိတ်ကိုပိတ်လိုက်ရင်ဟင်းသီးဟင်းရွက်တွေကိုလေလုံအိတ်ထဲမှလေမွင်ပဲထည့်ထားလို့ရပါတယ်။နံပါတ်10ဒီနီလန်းကိုမတိသေးတဲ့သူတွေရှိလား။ပောင်းရဲကြိုက်ကိုအောက်ဘက်ကိုလှန်ထားရင်ပောင်းတဲ့အခါရင်ငွေတွေအောက်ကိုစီစဉ်သွားပြီးပောင်းထားတဲ့မုတ်တွေစေကပ်မနေတော့ပါဘူး။နံပါတ်9ခောက်ဆွဲလိုမျိုးအစားအစာတွေကိုရေစစ်တဲ့အခါခောက်ဆွဲတွေထွက်ကြတတ်ပါလေ ဒါပေမဲ့သွားကြထိုးတဲ့အချောင်းကိုအိုးနဲ့ဖုံးကြမှာညှက်ထားလိုက်ရင်ရေစစ်တဲ့အခါခောက်ဆွဲတစ်စက်မှမကြတော့ပါဘူးကျွန်တော်ပြပြသွားတာလေးတွေကိုလိုက်မှတ်ထားပြီးတော့ဘွားနေထိုင်ပုံနီလန်းလေးတွေကိုပို့ပြီးသိရှိနိုင်ပါတယ်ခင်ဗျာစာပြီးသားငပြောခွန်တွေကိုမလွတ်ပြပါနဲ့နော်ဒီနီးလေးကိုတည်ထားရင်ငွေကုန်ကြေးကျတတ်တာစီပါတယ်နော်ငပြောခွန်တွေကပြောတဲ့အလွှာကိုချစ်ထုတ်ပြီးတော့ဂျုံမုတ်ထည့်လိုက်ပါမယ်ပြီးရင်တော့ဗီနီဂါအနေငယ်ရောထည့်ပြီးအနှစ်ရအောင်မွေပေးပါမယ်လူကြီးမင်းတို့စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုလိုက်လေးနှိပ်ပြီးတော့ပါအောင်ခင်ဗျာ လူကြီးမင်းတို့ကျမ်းမာပျော်ရွှင်ပြီးဘေးအန္တရာယ်ကင်းပါစေလို့ဆုတောင်းပေးပါရခင်ဗျာ။မှုထားတဲ့အနှစ်ကိုလူကြီးတဲ့နေရာမှာလိမ့်ပြီး15မိနစ်လောက်ထားလိုက်ပါမယ်။အချိန်ပြည့်ရင်တော့ရလက်ကိုကြည့်လို့ရပါပြီနော်။စားပီးသားကျဲဦးကွန်တွေကတန်မိုးရှိတဲ့ပစ္စည်းတွေမလို့မလွတ်ပြပါနဲ့နော်။ကျဲဦးကွန်တွေကိုမစားခင်မှာစားငန်ရည်နဲ့တိချာစေကြရပါမယ်။များများဆုထားပြီးလိုအပ်တဲ့အခါရည်နဲ့ထပ်စေကြပေးရပါမယ်။ကျဲဦးကွန်တွေကိုဒေဦးရဲထည့်ပြီးဖြည်းဖြည်းချင်းခြေလိုက်ပါမယ်။မီအေအေလေးနဲ့အဝါရောင်ရင်လာတဲ့အထိကြော်လိုက်ပါမယ်။ ကျော်ပြီးသားကျုပ်ဥကုံတွေကိုငရုတ်စုံနဲ့ထည့်ပြီးအမှုန့်လေးတွေဖြစ်သွားတဲ့အထိထောင်းလိုက်ပါမယ်။လူကြီးမင်းတို့စိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုလိုက်လေးနှိပ်ပြီးသွားပါအောင်ခင်ဗျာ။အမှုန့်လေးတွေဖြစ်သွားပြီးဆိုရင်ကျွန်တော်လိုမျိုးဇွန်လေးတစ်ဇွန်ယူပြီးပုဂံလေးတွေထည့်ပြီးတော့ရင်းနှွေးလောင်းလိုက်ပါမယ်။ပူနေတော့တောက်လို့ရပါပြီနော်။ကျုပ်ဥကုံရဲ့အချိုးကြီးစုတွေကိုလူကြီးမင်းတို့တီးပါသလား။